ားလုံးမင်္ဂလာပါဒီကနေ့မှာအဟံဗန်းဒီစတဲ့၅ဘာတီလာထောင်းကို ပြောပြပေးပါမယ်၅ဘာတီလာထောင်းအဟံဗန်းဒီတိတရဏီနာတဟပင်စတီလံဓမ္မံယာစာမိ အနုကံကတ္တဝါတီလံဒေထ မေဘန်ဒီဒုတိယံပြီးတတိယံပြီးဆိုတာအရှင်ဖရာတပည့်တော်ဒီတရဏဂုံ၃ပါးနဲ့၅ဘာတိလာတရားကိုလိုချင်ပါတယ်တောင်းခံပါတယ်ဖရာ အရှင်ဘုရားကတပည့်တော်အားတနာတော်အားဖြင့်တရဏဂုံ၃ပါးနဲ့၅ပါးသီလတရားတော်ကိုပေးသနာတော်မူပါဗျာ။တစ်ချိန်မြောက်လဲနှစ်ချိန်မြောက်လဲအရှင်ဘုရားတပည့်တော်သည်တရဏဂုံ၃ပါးနဲ့၅ပါးသီလတရားကိုလိုချင်ပါတယ်တောင်းခံပါတယ်ဗျာ။အရှင်ဘုရားကတပည့်တော်အားတနာတော်အားဖြင့်တရဏဂုံ၃ပါးနဲ့၅ပါးသီလတရားတော်ကိုပေးသနာတော်မူပါဖရာလို့ပြောတာဖြစ်ပါတယ်။နောက် ယမဟဝဒါမိတံဝရေထဆိုတာတရဏဂုံ၃ပါးနဲ့၅ပါးသီလတရားကိုမခံယူမီတရားပန်ရှင်မြတ်စွာဘုရားကိုအရင်ရှိခိုးရအောင်ဘုန်းကြီးဆိုသလိုလိုက်ဆိုလို့ပြောတာပဲဖြစ်ပါတယ်။အာမဗန္တီဆိုတာမှန်ပါဖရာလို့ပြောတာဖြစ်ပါတယ်။နောက်ပြီး နမောတတဗဂဝတော်အရဟတော်တမ္မာတံဗုဒ္ဓတဆိုတာအရဟံဂုံရှင်တမ္မာတံဗုဒ္ဓဂုံရှင်ဘဂဝါဂုံရှင်ဖြစ်တော်မူသောမြတ်စွာဘုရား ရှ िख ိုးပါဤလူဖះရှ िख ိုးတာဖြစ်ပါတယ်ဒီနေရာမှာနမောတတဖះရှ िख ိုးကို အလွယ်ဆုံးနည်းနဲ့ပြောပြပေးလိုက်ပါတယ်နောက်ပြီးဗုဒ္ဓံတရဏံကိစ္ဆာမိမြတ်စွာဘုရားကိုကုကွယ်ရာဟု၍စီကပ်ပါဤဓမ္မံတရဏံကိစ္ဆာမိတရားတော်မြတ်ကိုကုကွယ်ရာဟု၍စီကပ်ပါဤတန်ခံတရဏံကိစ္ဆာမိတန်ခါတော်မြတ်အပေါင်းကိုကုကွယ်ရာဟု၍စီကပ်ပါဤဆက်လက်ပြီး ဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိနှစ်ကြိမ်မြောက်လဲမြတ်စွာဘုရားကိုကိုးကွယ်ရာဟု၍စီကပ်ပါ၏ဒုတိယံပိဓမ္မံတရဏံကိစ္ဆာမိနှစ်ကြိမ်မြောက်လဲတရားတော်မြတ်ကိုကိုးကွယ်ရာဟု၍စီကပ်ပါ၏ဒုတိယံပိသံဃံတရဏံကိစ္ဆာမိနှစ်ကြိမ်မြောက်လဲသံဃာတော်အမြင်အပေါင်းကိုကိုးကွယ်ရာဟု၍စီကပ်ပါ၏ဆက်လက်ပြီးတတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိ သုံးချိန်မြောက်လဲမြတ်စွာဘုရားကို ကိုးကွယ်ရောက်၍စီကပ်ပါ၏တတိယံပိဓမ္မံတရဏံကိစ္ဆာမိသုံးချိန်မြောက်လဲတရားတော်မြတ်ကိုကိုးကွယ်ရောက်၍စီကပ်ပါ၏တတိယံပိတန်ခံတရဏံကိစ္ဆာမိသုံးချိန်မြောက်လဲတန်ခါတော်မြတ်အပေါင်းကို ကိုးကွယ်ရောက်၍စီကပ်ပါ၏တရဏဂမဏံပရိဘုံဏံတရဏဂုံသုံးပါးယူတာပြည့်စုံတော့ပါပြီအာမဘန္တိမှန်ပါဖျားခုက ငါးပါးသီလတောင်းတာရဲ့တရဏဂုံသုံးပါးယူတာရဲ့ပြီးသွားပါပြီ။အာလောကိုစိတ်နှပြအကျမ်းမှချမ်းသာပြီးကောင်းသောလူရင်းစန္ဒာများပြည့်ဝနိုင်ကြပါစေ။